မြမပင်လယ်ပြင်အတွင်းရေတန်းဆိုင်ရာပင်လယ်ပြင်လေးကျင်ကံကို2025ခုနှစ်နိုဝင်ဘာ9ရက်ကနေ10ရက်အထိပြုလုပ်သွားမှာဖြစ်တယ်လို့နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားကြအရာသိရပါတယ်။အဆိုပါပင်လယ်ပြင်လေးကျင်ကံမှာရေပြင်ဝင်ဟင်လက်နက်လေးကျင်ပြခတ်တာတွေဆောင်ရွက်မယ်လို့သိရပါတယ်။လေးကျင်ငယ် area အဖြစ် point A မျောလက်တီတော့14ဒီဂရီ3ခွန်မိနစ်အရှိန်လောင်ကြီးတော့63ဒီဂရီ58မိနစ် point B မျောလက်တီတော့14ဒီဂရီ3ခွန်မိနစ် အရှင်းလောင်ကြီးတို့94ဒီဂရီ58မိနစ်ပွိုင်းစီမျောလက်တီတို့14ဒီဂရီ32မိနစ်အရှင်းလောင်ကြီးတို့94ဒီဂရီ58မိနစ်ပွိုင်းဒီမျောလက်တီတို့14ဒီဂရီ32မိနစ်အရှင်းလောင်ကြီးတို့93ဒီဂရီ58မိနစ်စားတဲ့ coordinate အမှတ်တွေဆက်ဆွဲထားတဲ့ area ကိုသတ်မှတ်ထားရှိပြီးရေချောင်းသတိပေးချက်နဲ့လေချောင်းသတိပေးချက်တွေထုတ်ပြန်ကြေညာထားရှိပြီးဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအတွက်လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်းဘေးရနေတဲ့ကင်းရှင်းစေရတဲ့အတွက် အစောပိုင်းဧရိယာကနေ9မိုင်ပတ်လေကိုသင်းမောကြီးငယ်တွေကုန်တင်ဆက်လီတွေငါးဖန်းသင်းမောတွေစက်တက်တမန်တွေဖြတ်တန်းသွားလာတာကြောက်ချရန်နာခြင်းငါးဖန်းခြင်းငါးဖန်းကရိယာတွေခြားထားခြင်းမရှိစေဖို့နဲ့လီရင်ယဟန်ရင်တွေအမြင့်ပေ1500အောက်ဖြတ်ကျော်ပြန်တန်းခြင်းမပြုဖို့အတိပေးကြညာထားရလို့နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားတဲ့အရာသိရပါဗျာ